အားလုံးပဲမင်္ဂလာပါရှင်။ရှုမွားမဂ္ဂဇင်းမှာဖော်ပြပါရှိခဲ့တဲ့စာရေးဆရာယူစနာတန်ရေးသားသောပကြီးဆရာဆိုတဲ့တမျက်နာဝတ္ထုတို့လေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်။ကျမကတော့စာဖတ်သူရွှေရီပဲဖြစ်ပါတယ်။ပကြီးဆရာပကြီးဆရာကိုလှဖေသည်နှုတ်သေးအလွန်ကောင်းသောအင်ရှင်အတော်ကြီးအားအိမ်လာကငွေ20ကိုယနေ့ပေးရမည်ဖြစ်တော်လဲ။ သူ့အိတ်ထဲတွင် တဆယ်တန်တရွက်သာရှိသဖြင့်ညားစွာပင်စိတ်ညစ်၍နေသည်ကိုလှပေသည် သူ့အိတ်ထဲမှ တဆယ်တန်တရွက်ကိုဆွဲထုတ်ပြီးလျင် ရှေ့တွင်ချ၍တည်တည်ချာချာစိုက်ကြည့်နေပြီးနောက်စိတ်ကူးပေါက်လာသဖြင့်အသင်ရှိသောဆက်ကူဖြူအလို့တစ်ချက်ကို၎င်းဆယ်တန်ဖြင့်ထပ်၍တေသက်စွာတီးဖြတ်ပြီးလျင် ပုံနူထပ်၍ ရေးဆွဲနေလေသည်ဤကဲ့သို့ရေးဆွဲပြီးနောက်တနအီခန့်ကြာသောအခါကိုလှဖေသည်ဆယ်တန်းနှစ်ရွက်ကို သူ၏လက်နက်ဖက်တွင်ကင်လေးညက်တောင်မခတ်ဘဲစိုက်ကြည့်နေသည်တဖန်ဆယ်တန်းနှစ်ရွက်ကို အပြောင်းလဲလှုပ်၍အမျိုးမျိုးနှိုင်းချင်ကြည့်သောအခါဆယ်တန်းနှစ်ရွက်မှာတထေရာလဲတူနေသည့်အတွက်သူကိုယ်တိုင်ပင်ဆယ်တန်းအတုနှင့်အစစ်ကို ခွဲကြရင်သေးသေးချာချာကြည့်မှသိတော့သဖြင့်ကိုလှဖေမှာသူဤလက်ရာကိုညားစွာပင်ကျေနပ်နေသည်ထိုအခိုက်အင်ရှင်တော်ကြီးရောက်လာပြီးလျင်ကိုလှဖေအားအိမ်လာကတောင်းသောအခါကိုလှဖေသည် သူ့လက်ထဲတွင် အသင့်ကင်ထားသည့်ဆယ်ရန်နှစ်ရွက်ကိုထပ်၍အင်ရှင်တော်ကြီးအားအင်းရီမပြက်သေးလိုက်လေသည်အင်ရှင်တော်ကြီးသည် ကိုလာဖေးပေးလိုက်တော့ဆယ်ရန်နှစ်ရွက်ကိုယူ၍အိမ်ပေါ်မှဆင်းခဲ့ပြီးနောက်အထဲသေးဥပမောင်ထံသို့သွားကာအထဲဘိုးငွေ20ကို ပေးဆက်လိုက်လေသည်ထို့နောက်အထဲသေးဥပမောင်သည် ထုံငွေ20ကို သူ့ရှက်အင်းကြီးအိတ်ထဲတွင်ထည့်၍ကြကြီးစရာကိုလာဖေးထံ၌ရေးကငွေ20ဖြင့်အနှံထားသော သူ၏ပုံလူကားကြီးကိုရွေးရန်အိမ်မှထွက်လာသည် ကိုလာဖေးသည် ဆယ်ရန်အတုလုံးမိသည့်အတွက်ရာဇဝတ်မှုမကင်းသည်ကို တွေးတော့က ပူပန်လျက်ရှိနေစဉ်လေကားမှ တစုံတယောက်တက်လာသော ခြေတံကို ကြားလိုက်ရသဖြင့်ကိုလာဖေဤရင်ထဲတွင်ဒိတ်ခနဲဖြည့်၍သွားလေသည် အိမ်ပေါ်သို့တက်လာသူမှာအထယ်သေးဥပမောင်ဖြစ်နေသည်ကို တွေ့ရမှ ကိုလာဖေသည်ဝမ်းသာအားရစီးကျူလျက်ခေါငယ်လိုက်ပြီးလျှင် ။ဥပမောင်ဤပုံလူကားကြီးကိုမှန်ပီရိုထဲမှထုတ်၍ဥပမောင်အားပြလိုက်ရာ ဥပမောင်သည် သူဤပုံလူကားကြီးကို ကြည့်ပြီးလျင်များစွာပင်သဘောကျသဖြင့်အသင့်ထဲလာသောဆယ်ရန်နှစ်ရွက်ကို ရှဲအင်းကြီးအိတ်ထဲမှထုတ်၍ကိုလှဖေအားပေးပြီးနောက်သူ့ပုံလူကားကြီးကို ပိုက်လျက်တက်လက်သောခြေလမ်းများဖြင့်ပြန်သွားလေသည် ကိုလှဖေသည် ဥပမောင်ပေးခဲ့သော ဆယ်ရန်နှစ်ရွက်ကိုသေးသေးချာချာကြည့်သောအခါတစ်ရွက်မှာသူ၏လက်ရာဖြစ်ကြောင်းကိုကောင်းစွာမှတ်မိသဖြင့်အံဩကဝမ်းသာလျက်အင်းငါစီပြန်ရောက်လာလို့တော်ပါသေးရဲ့ဟု ခတ်တူးတူးပြောပြီးလျှင်၎င်းဆယ်ရန်အတုကိုမင်းရှို့၍ပြစ်လိုက်လိုသည်